အားလုံးမင်္ဂလာပါခရစ်တော်၏နာမ၌အားလုံးကိုနှုတ်ခွန်းဆက်တာပါတယ်ဘုရားသခင်ရဲ့ကွယ်ကာမစမှုရိပ်အောင်ပါအားလုံးနေကောင်းချမ်းမာနေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်မနေ့ခင်းတိုင်းမှာဘုရားသခင်ကိုချစ်တဲ့နှလုံးသားနဲ့နှုတ်ကပတ်တော်ကိုအချိန်ပေးနားဆင်ခြင်းအတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်မိတ်ဆွေတင်တဲ့မိသားစုအိမ်သူအိမ်သား ရောက်စီတိုင်းကို ထောက်ရပြားကောင်းကြီးပေးဖို့၊ကွဲကားဆောင်မဖို့စုတောင်းမြတ်တာ ပို့တာပါတယ်။ဖြားနာနေတဲ့သူတွေ၊ဆေးယုံဆေးခန်းတွေမှာရောက်နေတဲ့သူတွေ၊ဘဝတက်တာထဲမှာအခက်အခဲပြဿနာအမျိုးမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့သူတွေကိုလည်းဖျားခင်ကအလင်းအမြန်ကျမ်းမာရတဲ့အခွင့်ကိုပေးဖို့အခက်အခဲပြဿနာမျိုးမျိုးကနေ လွမြောက်ရတဲ့ခွင့်ကိုပေးဖို့ဆုတောင်းမြတ်တာပို့တာပါတယ်။ရှာလောမအလုံးပေါ်မှာထာဝရဘုရားထံမှလာတော်ငိမ့်တဲ့ခြင်းသက်ရောက်ပါစေ။ဘုရားခင်ရဲ့ကြီးစုတော်တသက်ကြောင်2025ခုနှစ်ရဲ့နိုဝင်ဘာလ10ရက်နေ့ကိုရောက်ရှိလို့လာပါပြီ။ကြီးစုတော်မနဲ့ခင်ဖြစ်တဲ့ညဦးရံမှာဝမ်းနေခြင်းလာရောက်ပြီးတဲ့ခိုတော်လဲနနဲ့ရံမှာတော့တခြင်းဆိုရတဲ့ခွင့်ချီးမွမ်းရတဲ့ခွင့်ဝမ်းမြောက်ပျော်ရွှင်ရတဲ့ခွင့်ကိုဘုရားပြည့်စင်ပါတယ်။ ဒီနေ့ကနေ့ရက်သစ်ဖြစ်တယ်။သင်တကားမှမရောက်ဘူးတဲ့နေ့ရက်သစ်ဖြစ်တယ်။အသက်တော်ကောင်းကြီးမင်္ဂလာတွေနဲ့သူလက်ဆက်တဲ့ဘုရားခင်ရဲ့ကြီးစုပြုခြင်းကရုဏာတော်ကိုခံစားရမယ့်နေ့တစ်ဖြစ်တယ်။ဒါကြောင့်ချီးမွမ်းခြင်းနဲ့တဏိတာစတင်ပါ။ဒီနေ့မနေ့မှာကျွန်တော်တို့အတူတကွာဆင်ခြင်ခွန်အားယူရမယ့်ကျမ်းပိုက်ကတော့သုတ်တန်ကျမ်းခန်းကြီး73အပိုက်ငယ်79ဖြစ်ပါတယ်။မတရားတော့အစီခံဒီမိမိစောင့်တော်အမှုကိုဖျက်တတ်၏ တစ္ဆာရှိသောတန်တမန်မူကားကျမ်းမာခြင်းအကြောင်းဖြစ်၏မတရားတဲ့အစေခံဟာမိမိစောင့်တဲ့အမှုကိုဖျက်သက်တယ်တစ္ဆာရှိတဲ့တန်တမန်မူကားကျမ်းမာခြင်းအကြောင်းဖြစ်၏တနည်းအားဖြင့်ဘုရားခင်တင့်ကိုခေါ်ထားတဲ့ခေါ်ခြင်းနဲ့ပတ်သက်ပြီးလန်ခီသွက်မှာသင်ကစိတ်ပြတ်အားငယ်နေပြီလားဘဝခီးကိုနင်းစေတဲ့ရည်ရွယ်ချက်ပျောက်ဆုံးခြင်းပင်ပန်းခြင်းအချင်းသီးဖြစ်ရခြင်းဆိုတဲ့နောင်တစိတ်တွေနဲ့တူကြောက်ရွံ့စိုးရိမ်ခြင်းတွေသင်ဘဝအတ္တထဲမှာလွမ်းမိုးနေပြီလား တခါတည်းဟာအတိတ်မှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကြောင့်မိမိကိုယ်ကိုမိမိအဖြစ်သင်ပြီးဒီအမားမျိုးကိုမလုတ်ခဲ့မိရင်ကောင်းပါပဲအတိတ်ရဲ့ချီနှောင်ခြင်းကိုသင်ကခံနေရပြီလားတမချန်းစာတွေကမောရှိရဲ့အကြောင်းကိုပြန်ပြီးစဉ်းစားကြည့်ပါ မောရှေရဲ့မိဘတွေကယုံကြည်ခြင်းနဲ့သူ့ကိုပြုစုခဲ့တယ်။ဣသရေလလူမျိုးတွေတားယောက်ျားမွေးဖွားခွင့်ကိုဥပဒေကတားမြစ်ထားတယ်။ရှင်ပြန်ကိုယ်တိုင်သေစေဆိုတဲ့အမိန့်ကိုထုတ်ပြန်ခဲ့ပြီးတော့တားယောက်ျားလေးတွေကိုအသက်ရှင်စေတဲ့မိဘတွေကဘယင်းမြင့်မြတ်ရဲ့အမျက်တော်တင့်မှာဖြစ်ပါတယ်။သို့တော်မိဘတွေကဖိယားခင်ကိုကြောက်ရွံ့ယိုသေခြင်းနဲ့မောရှေကိုဖွက်ထားခဲ့တယ်။ သုံးလာကြတဲ့ခါမှာဘလို့မှသူတို့ဖွက်ထားလို့မရတော့တဲ့အခြေအနေမှာနိုင်မြင့်ကြီးတဲ့ကိုပကက်ကလေးလှုပ်ပြီးမျောချခဲ့တယ်။ဖာရောဘီရဲ့သမီးတော်ကမောရှေကိုရေထဲကနေကောက်ယူပြီးတော့မွေးစားခဲ့တယ်။မောရှေရဲ့အသိပဲကရေထဲကကဲနှုတ်ချင်းခံရတော့သူလို့အသိပဲရပါတယ်။ Out of control လို့ခေါ်တဲ့ထိမ့်ချုပ်လို့မရတော့တဲ့အခြေအနေမောရှေရဲ့မိဘတွေကြုံတွေ့ခဲ့ရတဲ့အခါဖယားကလည်းလက်တော်ထဲမှာအံ့တန်းခဲ့တယ်။ဖယားက မောရှိရဲ့ဘဝအသက်တာကိုရေထဲမှာနစ်မြုပ်ပြီးတော့အဆုံးမသတ်စေခဲ့ဘူး။တေဇီလို့အမိန့်ထုတ်ပြန်ထားတဲ့ဖာရောဘီရဲ့နန်းတော်ကြီးထဲမှာအကောင်းဆုံးသောပညာရင်းအကောင်းဆုံးသောအစာအစာတွေနဲ့အဝတ်အစားတွေတင့်တယ်ခြင်းတွေနဲ့သူကကြီးပြင်းလာခဲ့ရတယ်။သို့တော့အသက်40အရွယ်ရောက်လာတဲ့ခါမှာမိမိမျိုးသားချင်းခိုက်ရန်ဖြစ်နေတာကိုစေတနာနဲ့သွားပြီးဖြောင်းပြတယ်ညီကိုချင်းဖြစ်တယ်ရံမဖြစ်သင့်ဘူးစီးလုံးကြဖို့ပြောတဲ့အခါမှာအဲ့ဒီစေတနာက သူ့ဘဝအသက်တာကိုကြီးမားတဲ့တုံလုံးချင်းလှုပ်ရှားခြင်းလှုပ်ခါခြင်းကိုဖြစ်ပေါ်စေခဲ့တယ်။အရင်သေးကအဲဂုတ်တူလူကိုတက်တဲ့ကဲ့သို့ကျွန်တော်တို့ကိုတက်ဖို့ကြံစီနေတာလားမောရှိလို့ပြောတဲ့အခါမှာအဲဂုတ်တူလူကိုတက်ခဲ့တဲ့လူတက်မှု သူ့ရဲ့မာရွတ်မှုတွေဖုံးကွယ်လို့မရတော့တဲ့ခါမှာမိဒရန်တော်တဲ့ကိုအသက်လွတ်ယုံထွက်ပြေးပြီးသိမ်းရှောင်နေခဲ့ရတယ်။မောရှေရဲ့ဘဝအသက်တာထဲမှာသူ့ရဲ့မျော်မှန်းချက်တွေ၊သူမျော်လင့်ထားတဲ့အရာတွေ၊အမျိုးသားရေးနဲ့ပတ်သက်ပြီးတော့စိတ်အားထက်သန်တဲ့အရာတွေ၊ကိုညီကဲတင်ကျင်တဲ့စိတ်နှလုံးတွေဒီအရာတွေအားလုံးအဆုံးသတ်သွားပြီလို့ခံစားနေရတဲ့အခြေအနေဖြစ်ပါတယ်။မိဒရန်တော်ထဲမှာစကားပြောဖို့မရှိသလို တွေ့ဆုံရမယ့်မိတ်ဆွေတငယ်ချင်းအပေါင်းအသင်းလည်းမရှိခဲ့ဘူးဖြစ်ပါတယ်။ဖခင်ကမောရှေကိုအထီးကျန်ခြင်းတွေနဲ့မိဒရန်တော်ထဲမှာယုံကြည်ခြင်းနဲ့ပတ်သက်ပြီးတင်ကြားပေးခဲ့တယ်။ဖခင်ကိုကူးစားခြင်းနဲ့ပတ်သက်ပြီးစနစ်တကျတင်ကြားပေးခဲ့တယ်။ဒီလိုနဲ့ပဲသူ့ဘဝအတ္တကိုအဆုံးသတ်သွားတော့မယ်လို့သူ့အနေနဲ့မျော်လင့်ထားတယ်လို့သူမားယွင်းခဲ့တဲ့အမားကိုလည်းထက်ခါတလဲလဲအချိန်ချင်းအသိကိုအပြစ်တင်ရင်နောင်တတွေရနေမှာပါ။သို့တော့အရာရာကိုအရှုံးပေးလက်မြောက်လိုက်ဖို့ပြင်ဆင်ထားတဲ့မောရှေကို ရားခင်အတွေ့ခံခဲ့တယ်အသုံးပြုခဲ့တယ်နောက်အခါမှာဣသရေလတမျိုးသားလုံးကိုနေပေါင်း၄၀၀ကျော်ကျွန်ခံရအဲဂုတုပြည်ကြီးကနေနမိတ်လက္ခဏာများစွာနဲ့ထုတ်ဆောင်လာခဲ့တဲ့ခေါင်းဆောင်ကြီးမောရှိဖြစ်လာခဲ့တယ်လန်ကီတဝက်တပြက်မှာစိတ်မပြတ်ပါနဲ့ဘုရားခင်တင့်ကိုခေါ်ထားတဲ့ခေါ်ခြင်းနဲ့ပတ်သက်ပြီးအဆုံးတန်အောင်ပြေးပါပန်းသုံးတိုင်ကိုရှေ့ရှုပြီးပြေးပါတင့်ဘဝကိုအစပြုစေခဲ့တဲ့ဘုရားကအဆုံးတန်အောင်တာဝန်ယူမှာဖြစ်တယ်လန်ကီတဝက်တပြက်မှာမရက်လိုက်ပါနဲ့ နေဟမိလက်ထက်ရန်သူတွေကြောင့်ပြိုပြက်နေတဲ့ဂျေရုစလင်မြို့ရိုးကိုပြန်ပြီးတိဆောက်တဲ့အခါမှာမြို့ရိုးတဝက်တီလုံလုံပြီးတဲ့အခါမှာလူတွေအားလုံးစိတ်ပြက်အာရော့ကြတယ်။ရန်သူတွေကြောင့်စိတ်ပြက်အာရော့ခြင်းမရှိဘို့နေဟမိကသူ့ရဲ့လူတွေကိုစီယုံရေးဆင်းရသလိုလုံဆော်ရသလိုနေနေညညရန်သူတွေအတွက်ကင်းဆောင်ထားသလိုဓာလန်လက်နက်ကိုကင်ဆောင်ပြီးတော့လက်တစ်ဖက်ကတန်လက်ကိုကင်ပြီးမြို့ရိုးကိုတိဆောက်တဲ့အခါမှာ52ရက်အကြာမှာမြို့ရိုးတိဆောက်လို့ပြီးစီးခဲ့တယ်။ သူတို့ကိုဝေဖန်ဖြစ်တဲ့ပုတ်ခတ်ပြောဆိုနေတဲ့ရန်သူတွေအားလုံးကမြို့ရိုးတီလုံးလို့ပီစီကြောင်းတိတဲ့ခါမှာထိတ်လန့်ခြင်းတို့ရောက်တယ်။ကြောက်ရွံ့ကြတယ်။ဘုရားခင်တင့်ကိုခေါ်ထားတဲ့ခေါ်ခြင်းနဲ့ပတ်သက်ပြီးအာယုံဆူးဆိုက်ပြီးလှုပ်ဆောင်မှုဖြစ်တယ်။ဒါဝိဒ်ကအေလီယာဘနဲ့တာအချင်းများပြီးရန်ဖြစ်ခဲ့မယ်ဆိုရင်ဂေါလျက်ကိုတိုက်ခိုက်ဖို့သူကအချင်းလုံးအလောက်ရရှိတော့မှာမဟုတ်ဘူးဖြစ်တယ်။ဒါကြောင့်တိုက်ပွဲအတုတွေကိုသင်ကရှောင်ရှားဖို့လိုတယ်။ဘုရားခင်တင့်ကိုခေါ်ထားတဲ့ခေါ်ခြင်းပြေးလန်းကိုအာယုံဆူးဆိုက် ပန်းသုံးတိုင်ရောက်သည့်အထိစိတ်မပြတ်ပဲပြေတော်သူမိတ်ဆွေတင်ဖြစ်ပါစေ။ဘုရားခင်ရဲ့ချစ်ချင်းမြတ်တာနဲ့နှုတ်ကပတ်တော်ကိုဝေမျှပါတယ်။အားလုံးကိုဘုရားခင်အထူးကောင်းချီးပေးပါစေ။

ကမြင်တွေ့ခိုင်မှာလိုင်းတွေကပြင်းထန်ခဲ့ဝေငယ်ရင်ဆိုင်နေရင်မပန်းချင်ခေါ်တာကို true ဒီမှာမရှောင်သေးခဲ့ဘူးလိုင်းထန်လေနေရင်းညာတွေချော့ပြတ်အားသေးကိုပေးပန်းနဲ့ဖိုင်တောင်းကြီး really you say she say Yeah. Baby. 사실세 배갈비를 부럽게